ကျွဲဝချမ်းသာတဲ့တရုတ်အကျဉ်းသားတွေကိုအခွင့်ထူးခံအဖြစ်ဆက်ဆံခဲ့ကြောင်းဆွဆွဲမှုနဲ့အတူထိုင်းအကျဉ်းထောင်တစ်ခုရဲ့အရာရှိတွေယာဒုကနေဆိုင်းငံ့ခံခဲ့ရပါတယ်။ဘန်ကောက်မြို့ရမန်အကျဉ်းထောင်တဲကငွေကြေးချမ်းသာပြီးပေါက်ပေါက်ရောက်ရောက်ရှိတဲ့တရုတ်အကျဉ်းသားတွေဟာထောင်တဲကိုအမျိုးသမီးတွေခေါ်ပြီးလိန်ပျော်ပါခွင့်မျိုးအခွင့်ထူးတွေတောင်ရထားတယ်ဆိုတဲ့သတင်းကထိုင်းတရားစီရင်ရေးကဏ္ဍအပေါ်အကြီးအကျယ်သိခါကြစေခဲ့ပါတယ်။ဒေသခံမီဒီယာတွေက တရုတ်အမျိုးသမီး2ဦးဟာတရုတ်အကျဉ်းသားတွေအတွက်လိင်ဖြောဖြေးရေးဝန်ဆောင်မှုပေးဖို့ဘန်ကောက်ရမန်အကျဉ်းထောင်ထဲသွားရောက်ခဲ့တယ်လို့ဖော်ပြရာကနေဒီကိစ္စကလူသိရှင်ကြားဖြစ်လာခဲ့ပါတယ်။အာနာပိုင်တွေကထောင်ထဲကိုဝင်ရောက်စီးနှင်းစစ်ဆေးရာကအခုကိစ္စပေါ်ပေါက်ခဲ့တာပါ။တရုတ်အကျဉ်းသားတွေကိုထားတဲ့အခန်းတွေရဲ့မျက်နှာချက်တွေထဲမှာလဲတားမြစ်ထားတဲ့ electronic အသုံးဆောင်တွေဟွက်ထားတာကိုလည်းစစ်ဆေးရေးအရာရှိတွေကရှာတွေ့ခဲ့ပါတယ်။ဘန်ကောက်ရမန်အကျဉ်းထောင်ဟာ ထိုင်းရဲ့နမေဇိုးနဲ့အကျော်ကြားဆုံးဒုစရိုက်သမားတွေအပါအဝင်အကျဉ်းသား၄000လောက်ကိုထိမ့်သိမ်းထားတဲ့နေရာပါမြန်မာဘက်ခြမ်းရွှေကုတ်ကိုရဲ့အတိကရင်းနှီးမြုံနှံသူရှီကြည့်ကျန်လဲတရုတ်စီလွှဲပြောင်းပေးတာမခံရခင်ကအဲ့ဒီအကျဉ်းထောင်မှာပဲချုံနောက်ခံရတာဖြစ်ပါတယ်နိုဝင်ဘာ24ရက်နေ့မှာတော့တရားရေးဝန်ကြီးဌာနကရမန်ထောင်ရဲ့ထောင်မှုကြီးသူ့ရဲ့အတွေ့အေမှုတခြားအကြီးတန်းထောင်ချက်တဦးတို့ကိုယာဒူကနေဆိုင်းငံ့ထားလိုက်တယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်တရားရေးဝန်ကြီးရူတာပေါင်းနော်ဝါရက်က ထောင်ထဲမှာတရုတ်အကျဉ်းသားတွေအခွင့်ထူးခံအဖြစ်ရှိခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်နဲ့ပတ်သက်လို့တိကျခိုင်မာတဲ့တွေ့ရှိချက်အထောက်အထားတွေပေါ်အခြေခံပြီးအခုလိုဆုံးဖြတ်အရေးယူခဲ့တာလို့ပြောပါတယ်။အကျဉ်းခံတစ်ခုကိုထောင်ပိုင်အရာရှိတွေနားနေဖို့ပြန်လည်မုံမှန်ထားတဲ့နေရာမှာလဲအကျဉ်းသားတယောက်ကိုတရုတ်အမျိုးသမီးနှစ်ယောက်နဲ့အတူရှာတွေ့ခဲ့တယ်လို့ရူသာပေါင်ကဆိုပါတယ်။ဒါအပြင်ထောင်ထဲမှာရှိမနေသင့်တဲ့ကွန်ဒုံအရက်ဆေးရွက်ကြီးစတာတွေကိုပါသိရှိရမိခဲ့ကြောင်းသိရတာပါ။ ပြီးတော့ထောင်သားတွေအတွက်ထောက်ပံ့မထားတဲ့ဇပွဲတစ်လုံးဆိုဖာခုံနဲ့ရေခဲတစ်တာတွေကိုလည်းထောင်ထဲမှာရှာတွေ့ခဲ့ပါတယ်။ထောင်ရဲ့လုံခြုံရေးကင်မရာမှတ်တမ်းတွေကိုဖျက်ထားပေမဲ့ပြန်လည်ရယူနိုင်ခဲ့တဲ့အပိုင်းအစတွေထဲမှာတော့အမျိုးသမီး၂ယောက်ထောင်ထဲဝင်လာခဲ့တာကိုတွေ့ရှိခဲ့ကြောင်းတရားရေးဝန်ကြီးဌာနကကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ထောင်ထဲမှာရှိတဲ့အရာရှိကြီးငယ်စုစုပေါင်း20လောက်အထိကျွတ်စည်းမျဉ်းဖောက်ပြက်မှုတွေအတွက်ဆွဆွဲခံထားရတာပါ။ကနအူးစစ်ဆေးမှုတွေအရာ လိန်အပျော်အပါကိစ္စမှာတော့အထောက်အရာရှိတွေပါဝင်ကျူးလွန်ခဲ့တဲ့အထောက်အထားမတွေ့ရကြောင်းသိရပါတယ်ရှင်